မောင်ရိတ်ကတဖြည်းဖြည်းလမ်းပေါ်ကျလာတယ်။တောင်စင်းတောင်ထက်လမ်းများကြောင့်ခရီးကမတွင်တစ်ဖက်ကကြောက်တစ်ဖက်မှာကတောင်နေရန်တို့ဖြစ်အမောင်ထဲမှာဆိုင်ငယ်မီးအောင်အားကိုးပြီးခရီးဆက်နေရတယ်။ဒီတော့ဒီလမ်းပေါ်မှာရချားဆိုသလိုဆိုင်ငယ်တစ်စီးနဲ့သွားနေရတယ်။သူ့တောင်ဝင်သူ့အလုတ်ကကြေးလက်ကျမ်းမာရေးမှုစေးုံစေးကန်ဝေးသောနေရာများဖြစ်၍ဆိုင်ငယ်တစ်စီးနဲ့နယ်လှည့်ကုသပေးနေသူဖြစ်တယ်။တောင်ပေါ်ရွာတရွာပြီးတရွာခရီးဆက်နေရတယ်။ ခုတာဝန်ပြီးဆုံး၍တာဝန်ကြရာတုံးမျိုးကိုပြန်လာခြင်းဖြစ်ပါတယ်သူတာဝန်က ကြေးရွာအုပ်စုများသို့တပတ်တခါလှည့်လည်ကူတာရတယ်ခရီးတစ်ထောက်ထွက်လျင်ရွာလေးငါးရွာတာဝန်ယူရတယ်ရွာကြီးလျင်တရက်မျှကြတယ်အချို့နှစ်ရွာတရက်သူမျိုးမှတစ်ခေါက်ထွက်လျင်၃ရက်၄ရက်ခန့်မြှကြားတယ်။ယခုလဲခရီးစဉ်တစ်ခုပြီးဆုံး၍ပြန်လာခဲ့ရာပြန်ချိန်နောက်ကျခဲ့လိမ့်မည်။ခရီးတစ်ဝက်ခန့်မင်းရောက်သေးတယ်။၇နာရီကျော်နေပြီ မှောင်မင်းမဲ့လမ်းကတပတ်ကိုနှစ်ခါမျှသွားနေရတော့လမ်းဖြစ်တယ်။သူ့အတွက်အစိမ့်ကြီးတော့မဟုတ်ပါဘူး။လမ်းမှာလူတယောက်တွေ့တဲ့ဖြစ်ဖြက်လမ်းကသွားရင်မြို့ကိုမကြခင်ရောက်မြည်ဆိုတဲ့ဖြစ်ထိုးလူလမ်းပြတော့လမ်းကဝင်လာခဲ့တယ်။အမောင်တို့ကြောင့်သူ့ဘယ်နေရာဘယ်ခီးမှန်းစား၍မရလောက်အောင် ဖြစ်နေတယ်။သူ့အားမြို့မရောက်တော့လမ်းကိုညှော်လိုက်သီလားမသိစိတ်ထဲမှာလဲစိုးရိမ်စိတ်တွေပူလာတယ်။ဘိုက်ကလည်းစားနေပြီ တခါမျှအချိန်နောက်ကျပြီးမပြန်ဘူးယခုတော့တခါမျှမရောက်ဘူးတော့လမ်းပေါ်မှားပြီးရောက်နေပြီထင်တယ်ဒီခရီးဒီလမ်းရောက်ဘူးသည်သွားဘူးသည်ဆိုပြီးနေကန်ညွန်ပြသည့်လမ်းကိုမှဝင်လာမိတော့တယ် ဆိုင်ငယ်ကဘာဖြစ်တာလဲစီကုံသွားပြီလားမသိပါဘူးဘလို့နှိုးနှိုးဆက်ပြန်နှိုးမလာတော့ဘူးနာယီကြည့်လိုက်တယ်ခုနှစ်နာယီခွဲတော့မယ်တောင်စင်းတောင်တက်လမ်းလည်းဖြစ်တစ်ပင်ရိတ်တို့အုံမိုင်းနေတာကြောင့်အမောင်တို့ကပိုကဲနေဆိုင်ငယ်ကိုလည်းတွန်းနေရတယ်မကြခင်တောရိတ်တောင်ရိတ်လွတ်ရသူရောက်ရှိသွားတယ်အဝေးသူလှမ်းကြည့်မိတယ်ရှေနာကြကြမှာမီးအောင်ကိုတွေ့လိုက်တယ်ဟာမီးအောင်တွေ့တယ်လူနေအိမ်ဖြစ်မယ်ဆိုင်ငယ်ကိုတွန်းရင်ထိုမီးအောင်တွေ့ရသူသွားရင်စိတ်ကူးလိုက်တယ် လူနေအိမ်ဖြစ်ပါကစားစရာတခုခုတော့ရနိုင်မယ်ဆိုင်ငယ်ပြင်နိုင်မယ်လူရှိနိုင်မယ်နောက်ဆုံးအချိန်မတော်တဲခုနိုင်တယ်ဒါကြောင့်အာကိုခြင်းများစွာနဲ့ဇော်နှောင်းတယောက်ဆိုင်ငယ်ကိုတွန်းပြီးအိမ်ရှိရာဘက်သို့ဥတီလာခဲ့တယ် ်မီးရောင်ကိုမြင်သဖြင့်တွန်းကေရနီးနီးလေးထင်ထားတော်လဲနာယူဝမြနီးပါတွန်းကေရလေတယ်မကြခင်မှာပဲအင်ကြီးအနီးသို့ရောက်လာခဲ့တယ်အင်ကြီးရှိလှဲ့ဝင်လိုက်တယ်ခြံစည်းရိုးမှအသေးအချာခတ်ထားခြင်းမရှိသဖြင့်စင်ဝင်အောင်ရောက်လာတယ်အင်ကြီးအတွင်းမှစကားပြောတဲ့နေကိုကြားရတယ်တဲသားတကားကိုခောက်လိုက်တယ်ဇော်နှောင်းဤတကားခောက်တဲ့ကြောင့်အင်ကြီးပေါ်ကစကားပြောတဲ့များရက်သွားတယ်အင်း သူတို့ငါတကားခောက်တာတော့ကြားသာပြီခဏကြာတော့အတွင်းမှာတကားချက်ဖွင့်တန်ကိုကြားလိုက်ရတယ်ဘသူလဲကွယ်မှန်အင်ကင်ထားတော့အသက်50ခန့်အတော်ကြီးတခုကိုတွေ့လိုက်ရတယ်ကျွန်တော်ကကြီးလေကျဲမကြီးမှုဇော်နောက်မှာခင်ဗျာနယ်လဲစီးကူပြီးအပြန်ဆိုင်ငယ်ပြက်လို့ခဏဝင်လာတာပါဩအီ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 အိမ်မော်တက်ခဲတက်ခဲသူတကားဝအတွင်းဝင်ပြီးတည်နေအတော်ကြီးကတကားပိတ်လိုက်တယ်ကဲအပေါ်တော့ကူသွားတငယ် အတော်တို့လင်မယားကဒီအိမ်အရှင်သခင်ရဲ့စားရေးတောက်ရေးတာဝန်ယူထားရတာအင်ရှင်တွေကတော့အပေါ်ထက်မှာကွယ်အဲ့ဒီလေကားတိုင်းတက်သွားအပေါ်ထက်ရောက်မှမင်းအကြောင်းပြောပြပေတော့ဇော်နောင်လဲပလုံးတိုင်းလယံလေကားကြီးကိုကိုင်းပြီးအပေါ်ထက်ကိုတက်သွားခဲ့လေတဲ့ဟေးတငယ်လောင်းကွယ် အပေါ်ရောက်သည်နှင့်အေကန်းစက်တီပေါ်မှလူကြီးကလှမ်းခေါ်လိုက်သည်ဖြင့်ဇော်နောင်းထိုနီယာကိုရှောက်သွားတယ်။လာထိုင်တဲ့ငယ်ဘဲကဘလူမျက်စိလဲပြီးရောက်လာတာလေ။ကျွန်တော်တစ်ဆိန်ရွာကပြန်လာတာ။လမ်းဘဲမှားလာတာလားမသိပါဘူး။မြို့ရောက်မဲ့အချိန်မရောက်တဲ့အပြင်လမ်းမှာဆိုင်ကယ်ပြက်လို့စင်တူရင်ဒီအိမ်ကြီးကမီးရောင်ကိုလှမ်းမြင်လိုက်တာနဲ့လှည့်ဝင်ခဲ့တာပါ။အင်းတဲ့ငယ်ကံကောင်းနေ။ဦးလေးတို့ကတကားမပိတ်မိလို့ငါ့တူအဝေးကမြင်ရတာ။ခါတိုင်းစုမှောင်နာနဲ့တကားပိတ်ထားတော့အဝေးကဘယ်မြင်နိုင်တော့မှလဲ။ကဲကဲငါ့တူကြီး ဒီချိန်ရောက်မှမြို့ပြန်လို့ဘယ်ဖြစ်တော့မလဲဒီမှာပဲညအိတ်လိုက်ပြီးတော့မြေးကြည့်မင်းအကိုထမင်းစားရသေးမှာမဟုတ်ဘူးအောက်ထက်ကနန်းထွေးတို့လင်မယားထမင်းဘွက်ပြင်ပေးဖို့တွားပြောကြည့်ကဲတဲ့ငယ်ဘာမှအာမနာနဲ့တွားစားဒီအချိန်ကတော့ဟင်းတမဲလောက်ကြံကောင်းပါရဲ့ရပါတယ်ကျွန်တော်ကငပိရီရှိလဲစားနိုင်ပါတယ်လာအကိုကျွန်တော်နဲ့လိုက်ခဲ့ကျွန်တော်နာမည်ကစောလွန်လင်းနဲ့အဖိုးနာမည်က စိုင်းထွန်းကြီးအဖွားကဒေါ်နန်းခင်သာတဲ့ကျွန်တော်အဖေကစိုင်းအောင်ဖတ် အခုအိတ်ခန်းနဲ့ခေါင်းကိုက်လို့ဝင်အိတ်နေတယ်ဒေါ်နန်းတွေဒေါ်နန်းတွေဒီကအကိုစားဖို့တောက်ဖို့အဖိုးကစီစဉ်ပေးလိုက်ပါတယ်အေးအေးစိတ်သားဟင်းနည်းနည်းကြံသေးတယ်ဆင်းလာခဲ့ထမင်းထည့်ပေးမယ်ကဲကဲအကိုထမင်းသွားစားကြည်ထမင်းစားပြီးရင်အပေါ်ပြန်တက်ခဲ့ပြီးမှစကားပြောကြတာပေါ့ကျွန်တော်တို့ကဆော့ဆော့မအိတ်တတ်ကြဘူးအေးအေးကျေးဇူးပါညီလေးဇော်နောက်လေကားမှဆင်းလာလိုက်တယ်လျှက်စစ်မီးလည်းမရှိမီးစက်လည်းမရှိမှန်အိမ်များဖျောင်းနိုင်မီးများသာအလင်းရောင်ဖွဲ့ထားတယ်ကဲလာလာ ဒီစပွဲမှာထိုင်အတော်ထက်ပြီမယ်မကြခင်မှာပဲစိတ်သားဟင်းတပကံထမင်းတပကံငပိတို့စရာတို့ဖြစ်စားရတော့တယ်တငယ်ကန်ကောင်းသွားတယ်ဒီဟင်းကတခိလေးခေါင်းကိုက်လို့ညစာမစားပြစ်တာနဲ့မင်းအတဲ့ကြံသွားတာကဲကဲဟင်းနေအကုန်သာစားလိုက်ဟုတ်ကဲ့ကျေးဇူးပါဗျာငါတို့ကိုကျေးဇူးတင်ကြမလိုပါဘူးဒီအိမ်ကြီးရှင်တွေကိုသာကျေးဇူးတင်ကြဇော်နောင်းလဲဘိုက်ကစာလွန်လာပြီဖြစ်၍ထဲ့ပေးသမျှအကုန်အောင်စားပြစ်လိုက်တယ်ဝါရယ်လားဟင်းရောထမင်းရောအကုန်ပဲ ဟာထမင်းတပကံပေးမယ်ဘိုက်ပြေသွားတာပဲကဲကျွန်တော်ဝိုင်းပြီးသိမ့်ပေးမယ်နေနေနေအတော်ပဲသိမ့်လိုက်မယ်နော်အပေါ်သာတက်သွားတော့ထိုးစဉ်အပြင်မှာအသက်60ခန့်ရှမ်းတိုက်ပုံရှမ်းပေါင်းမီပပွားဝတ်ထားတဲ့လူကြီးတယောက်ဝင်လာတယ်။ဒါကအတော့ယောက်ျားလေးအတော်တို့ကဟိုဘက်ခန်းမှာအိတ်ကြတာညဘက်အပေါ်ပန်းသွားခြင်းရင်ဟိုမှာရေအိမ်ရှိတယ်နော်ရေချိုးလို့လည်းရတယ်အကြောင်းကိစ္စရှိရင်အတော်တို့အခန်းကိုတန်းပုတ်ပြီးနှိုးလိုက်ဟုတ်လားကဲအပေါ်မှာတခင်ကြီးတို့စောင့်နေလိမ့်မယ်ဟုတ်ကဲ့ ကျွန်တော်ရင်ခဏဝင်လိုက်ဦးမယ်အေးအေးတော်တော်တော်အပေါ်ဘာသွားပြီးတဲ့နောက်ဇော်နောင်လေထမင်းစားကန်မှအပေါ်တက်သူပြန်တက်လာခဲ့တယ်လာထိုင်မောင်ရင်ဘယ်နဲ့လဲစားလို့ကောင်းရဲ့လားဟုတ်ကဲ့ရှိသမျှအကုန်စားပြစ်လိုက်တာပဲအေးဒီလိုမှပေါ့မောင်ရင်မအိမ်နောင်နဲ့မိသားစုရှိလားဟုတ်ကဲ့မိသားစုရှိပါတယ်သားလေးနှစ်ယောက်ရှိပါတယ်အကြီးကောင်ကကြောင်းသားကစားပဲရှိသေးတယ်။အင်းဒီအသက်အရွယ်မှာတော့မိသားစုနဲ့ဆိုကောင်းတာပေါ့အထီးမကျန်တော့ဘူး။ဦးလေးတို့လည်းအရင်ကမိသားစုလေးဘဝနဲ့ပျော်ရွှင်စရာတွေဖြစ်ခဲ့တာ အသက်တွေကြီးအချိန်ကြာလာတော့မိသားစုတွေပြိုကွဲသွားမှစိုးရိမ်နေရပြီ။သမီးကြီးလည်းလွန်ခဲ့သော10နှစ်လောက်ကဆုံးသွားတယ်။တားလက်ရဲ့မိန်းမကလည်းဆုံးသွားတယ်။မြေးဆိုလို့ဒီတယောက်ပဲကျန်တော့တယ်ကွ။တားငယ်လင်မယားကတော့အိမ်အောင်ကြပြီးကစားမှပဲကောင်းမဝီနှစ်ယောက်လုံးဆုံးသွားကြတယ်။ဒါကြောင့်မိသားစုဖြစ်လာပြီးပျော်စရာကောင်းမိမယ်။အဲ့ဒီမိသားစုကဒဇဒဇပြိုကွဲရတာကိုမြင်ရပြန်တော့စိတ်ကမရွှင်တော့ပါဘူးကွ။ဘယ်နေ့ငါအလဲလဲဘယ်နေရာမှာသူ့အလဲလဲဆိုတဲ့စိတ်နဲ့အမြဲကြောက်ကြနေမိတော့တာဒါကြောင့်လဲမိသားစု နဲ့နေဘူးမှမိသားစုနဲ့ခွဲဘူးမှဒီလိုခံစားချက်တွေဖြစ်လာတာကွာဦးလေးတို့အရင်ကဒီအိမ်ကြီးမှာတားသမီးတွေမျိုးတွေနဲ့တယုံယုံနေလာကြတာလက်နဲ့ကင်နေကြောင်တေးရတာရောအဆီနဲ့နေကြောင်တေးရတာရောဘယ်မှပြောစရာကောင်းလို့လဲငါတူရပြီးတော့ရှိသေးတယ်တေးပြီးမှတောင်မှမကြွမလွတ်သေးတဲ့ဝိညာဉ်တွေကလည်းရှိသေးတယ်ကိုကိုကိုတေးလို့တေးမှန်းမသိသွားရမယ်လမ်းမရှိဆွဲလမ်းမှုကြောင့်ဖတ်တွေ့နေတဲ့သူတွေကလည်းရှိကြသေးတယ်လေဗျာ ဘလို့အမျိုးအစားတွေလဲဦးကြည့်ရှောင်လွှဲမရတဲ့သေခြင်းမျိုးနဲ့သေချမ်းပြီးမိမိကိုယ်တိုင်သေလို့သိမ်းမှမသိနေရအစွဲနဲ့နေတတ်ကြတဲ့ဝိညာဉ်တွေလဲရှိနိုင်တယ်လို့ဦးလေးကပြောတာပါအေးအချိန်မတော်ကြီးဒီအကြောင်းနေပြောရင်ငါတို့ကြောက်နေပါဦးမယ်ကွယ်အိတ်ချင်ပြီလားမအိတ်ချင်သေးပါဘူးဦးလေးတို့အိတ်ချင်တဲ့အချိန်အိတ်ပါကျွန်တော်ကိုအာမနာပါနဲ့ငါတို့ကြီးအတွက်အိတ်ခန်းပြင်ထားပြီးပြီဟိုဘက်ခန်းမှာအိတ်ဖျောင်းနိုင်တဲ့တိုင်းယူသွားအိတ်တဲ့အခါမိမုတ်အိတ်ပေါ့ ်ဒီအဲကမ်းမှာမှန်အိမ်တလုံးအမြဲထွန်းထားတယ်ညမူညရအမောင်နဲ့သွားစရာမလိုတော့ဘူးပေါ့ကွာဟုတ်ကဲ့ကျွန်တော်ကညဘက်အပြင်မထွက်တတ်ပါဘူးအိတ်ပြောရင်တရေးတဲ့အိတ်တက်ပါတယ်အင်းကောင်းတာပေါ့ဒါမှအေးရောမှာကဲစကားပြောကြအောင်ဒေါ်လေးသွားအိတ်တော်မယ်စကားဝင်မပြောပဲဦးလေးကြီးပြီးဝင်ထိုင်နေတော့အတော်ကြီးကအိတ်ချင်ပြီးဟုပြောကထထသွားလေတော့တယ်ဦးလေးလည်းအိတ်ချင်ရင်အိတ်တော်လေး အေးအေးမိညီကစကားတိတ်များတဲ့ကောင်သူကစကားပြောဖို့ရှာနေတာပြီးခဲ့တဲ့ညကသူ့အဖေချောင်းဆိုးလုံးလို့တညာလုံးနှိပါမအိပ်ရဘူးမောင်ရင်ထမင်းစားနေခိုက်အိတ်ငိုက်နေတာနဲ့အိတ်ခိုင်းလိုက်တယ်ဟုတ်ကဲ့ဦးကြီးကျွန်တော်လည်းအိတ်ခိုင်းနေဝင်တော့မယ်အချိန်က17နာရီခန့်ရှိပြီဇော်နောင်းအိမ်မှာဆိုလျင်17နာရီမထိုးမချင်းဘယ်တော့မှမအိပ်ယခု အိမ်ရှင်များတယောက်ပြီးတယောက်ဝင်အိတ်နေသည်တော့သူလဲအပြင်မှာထိုင်နေ၍မသိနော်ဖျောင်းနိုင်မိကူ၍မိမိအတွက်နေရာချထားပေးတဲ့အခန်းထဲသို့ထွက်လာခဲ့တယ်အခန်းတကားကိုတုံးပြီးအခန်းထဲကိုဝင်လိုက်တယ်ဇွန်နောင်အခန်းထဲဝင်ရောက်တော့စိတ်ရွှေရွှေအနံ့လူလူညီဆုပ်ဆုပ်အနံ့လူလူတမျိုးရလာတယ်တခုခုရှက်တိုက်ဆွဲနေသောအတန်မျိုးတွေပါကြားရတယ်အင်းဒီအခန်းမှာလူမနေတာကြာလို့တကားပိတ်ထားတဲ့အနံ့အသက်တွေမကောင်းတာဖြစ်မှာပါလို့စိတ်ကမှတ်ယူလိုက်တယ်အဲ့ဒီနောက်အိပ်ရာပေါ်တုံးလုံးလှဲအိပ်လိုက်တယ်ဖျောင်းနိုင်ကိုမိငိမ့်လိုက်ပြီးအိပ်ပြောင်းအိပ် လိုက်ရမကြခင်မှာပဲအိပ်ပျော်သွားတယ်အချိန်ကညတကောင်ရံကြော်ပြီး၃နာရီပဲရှိပြီဟုတ်ဘောဘောစူညံသောအတန်ကြောင့်ဇော်နောင်းအိမ်မောကြနေရကနိုးသွားတယ်ကြောက်ပါပြီကြောက်ပါပြီခမားတို့မိသားစုဒီအိမ်ကြီးမှာ မတောင်းမတနေနိုင်တာခမားမိမရခဲ့တဲ့အမွေကြောင့်မဟုတ်ပါဘူးအကုန်ထုတ်ပေး ကျုပ်တို့ဘာမှမလုပ်ဘဲထိုင်စားခဲ့တာအခုတော့အားလုံးကုန်သွားပြီမင်းတို့ကိုပေးစရာမရှိတော့ဘူးကျုပ်တို့မှာတနက်တွေပါတယ်နော်လိန်မို့မကြိုးစားနဲ့ခမည်းမိသားစုကိုအကုန်ခေါ်လိုက်ဒါအကုန်မှာပဲအိမ်ပေါ်နှစ်ယောက်နဲ့မှတအိမ်လုံး၆ယောက်တည်းရှိတာပါနှောင်းစော်ကသူ့ကိုပါပြောလိုက်၍ခေါ်ထုတ်ခံရမိကိုစိုးရိမ်နေတယ်သူတကားကိုအနှဲငယ်လှက်ကြည့်လိုက်တယ်အလဲမလူ၆ယောက်ထိုင်နေတယ်ခမည်းကြီးမှရှိတဲ့ပစ္စည်းတွေအကုန်ထုတ်မပေးလို့ကတော့အကုန်တက်ပြင်မယ်ဟိုတော်ကြီးပြီးခဲ့တဲ့၅နှစ်လောက်က ်ခမားမိပါတယ်အမွေပေးလိုက်တာကျုပ်တို့တီထားတယ်နော်ခမားတို့ဝတ်စားထားတဲ့လောဝရတနာတွေအပြင်တင်းဆဲထားတာတွေမရှိဘူးဆိုတာတကယ်လားဟုတ်ပါတယ်အကုန်ပါပဲရှင်ကဲမုန်းစိတ်အဲ့ဒီမှန်အိမ်ကိုယူသွားခိုးနှားသွားပြီးပောက်ခွဲလိုက်အိမ်မီးလောင်သွားရင်ဖွက်ထားတဲ့ပစ္စည်းတွေမီးတဲ့အကုန်ပါသွားပြီပေါ့ ဒါနဲ့မပြီးသေးဘူးအဖိုးကြီးအဖွားကြီးရှေ့မှာတက်ရောက်ချင်းတက်ပြမယ်ဟန်စိန်တက်ရောက်ခေါ်သွားပြီးတက်ပြလိုက်မုတ်စိတ်မှန်အိမ်ကိုဒီနားမှာပောက်ခွဲလိုက်လောက်ကြစမ်းမြမြန်လူစိုးတယောက်ကခြေရင်းပဲနန်ရန်တို့မှန်ကိုခွဲလိုက်တယ်ရေနံစီများပြန်ကျဲကုန်ပြီးမီးလောင်သွားတော့တယ်ဟေ့ကောင်ဟန်စိန်ဘာလုပ်နေတာလဲဆရာလောက်သူကအမိန်ပေးလိုက်တဲ့ဖြစ်ဦးလေးကြီးဤသားအာနောက်သူဆွဲကခေါင်းကိုတတ်နှက်တည့်ပြစ်လိုက်တယ်ဒိုင်းအမလီသေးပါပြီ အတော်ကြီးတေတာကခမည်းမဟုတ်ဘူးခမည်းရဲ့သားဗျမကြခင်ခမည်းတို့အလှည့်ရောက်လာတော့မယ်ပစ္စည်းတွေထုတ်ပေးမလားမပေးဘူးလားတကယ်ကိုမရှိလို့ပါယုံမာငတ်တူရကဲနောက်တရကောင်လေးကိုခေါ်သွားအဖိုးကြီးနဲ့အဖွားကြီးကခေါင်းဆောင်အားပြေးဖက်ပြီးတောင်းပန်နေဆရာတို့ရဲ့မြေးလေးကိုတော့မတက်ပါနဲ့နော်သူ့အစာကျုပ်တို့ကသာတက်သွားပါကလေးကိုတော့ချမ်းသာပေးပါဖွက်ထားတဲ့ပစ္စည်းရှင်ထုတ်ပေးမတက်ဘူးတကယ်ကိုမရှိတော့လို့ပါ အလုံးမရှိထိုင်စားနေလို့ကုန်နေပါပြီ။ကဲအားလုံးကိုတက်ပြစ်လိုက်။ဒိုင်ဒိုင်အတော်ကြီးထိုင်ရန်ကမေ့လေသွားတယ်။မိကလည်းတဟုံဟုံတောက်လောင်နေတယ်။ကဲဒီလောက်ခေါင်းမာတယ်မိသားစု။ဒိုင်ဒိုင်ခေါင်းဆောင်လောက်သူကအသက်မသေးသူအားလုံးကိုပြစ်တက်လိုက်တယ်။ဆရာဝန်းရှာကြည့်ဦးမလား။ရှာမနေနဲ့တော့ရပါတယ်ကွာ။ယူသွားကြမယ်။ဒီလောက်အသေးခံပြီးညင်းနေမှတော့တကယ်မရှိလို့နေမှာပေါ့။ တေးကြသွားပြီးသွားကြရအောင်လူဆိုးတွေအိမ်မော်ကဆင်းသွားကြပြီးအလုံးအိမ်ပြင်ထွက်သွားသူကိုတီးမှဇော်နောင်းအခန်းအပြင်ကိုထွက်သွားလိုက်တယ်အပြင်မှာလူ၆ယောက်လုံးတနက်အပြစ်ခံရပြီးတေကုန်ကြလေတယ်အေးငါတော်ကန်ကောင်းလို့အသက်မခံရတာငါလည်းဒီအိမ်ကြီးမှာနေလို့မဖြစ်တော့ဘူးဆိုင်ငယ်ကိုတွန်းပြီးသွားရတော့မယ်အချိန်က၃နာရီခွဲရှိပြီဇော်နောင်းလည်းအိမ်ပေါ်မှာအ мян ပြေးစင်းပြီးပြက်နေတဲ့ဆိုင်ငယ်ကိုတွန်းကအပြင်သို့ထွက်လာခဲ့တယ်မကြခင်လမ်းမော်ကိုရောက်ရှိခဲ့တဲ့ဆိုင်ငယ်ကိုတွန်းနေရင်မှနောက်ဖက်သူလှည့်ကြည့်ရင် ကြည့်လိုက်မိတယ်အင်ကြီးကမီတဟုံဟုံတောက်လောင်နေတယ်အခြားလောင်စရာမရှိတော့တဲ့ဖြစ်မီးချိန်လဲကျနေတယ်သူ့လမ်းပေါ်မှာဆိုင်ကယ်ကိုတွန်းရင်မှန်မှန်ရှောက်နေစဉ်နောက်မှတောင်ပေါ်သူလင်မယားအထုပ်အပိုးများဖြင့်လာနေတယ်မကြခင်သူ့ကိုမှီလာတဲ့ဖြစ်လမ်းဖယ်ပေးလိုက်တယ်မနက်ဝေလီဝေလင်းရောင်းဝယ်ကြသော9ရက်တစည်းသူ့လာရောက်ရောင်းချသူတွေဖြစ်တယ်မနက်9နာရီမထိုးခင်မှာစာ၍6နာရီ9နာရီအထိသာရောင်းကြရတယ်9နာရီကျော်10နာရီဆိုလျင်ဈေးတယ်များပြန်ကုန်ပြီးမိမိတို့နေရက်ကိုစောစောပြန်ကြတယ်မိမလင်း င်ငင်ဈေးအမီလာကြသူများကနောင်ကြီး ဆိုင်ငယ်ပြက်လို့လားဟုတ်ပါဗျာညတဲ့ကပြက်လို့ခိုးနောက်နားကအိမ်ကြီးမှာတညဝင်သေးတာကျုပ်ဝင်အိတ်တဲ့ညမှာပဲဓမြတိုက်ခံရလို့အိမ်မှာရှိတဲ့လူတွေတေကုန်ပြီအိမ်ကြီးကပါမီးနဲ့ရှို့သွားကြတာဓမြတွေထတ်သွားတော့မှကျုပ်လဲပုံနေရကထွားပြီးဆိုင်ငယ်ကိုတွန့်ထုတ်ခဲ့ရတာနောင်ကြီးဘယ်ငိုပြောတာလဲခမည်းတော်နဲ့မတွေ့ခင်7မိနစ်လောက်မှရှိအောင်မယ်လမ်းပေါ်ရောက်တာတော့မီးလောင်နေတဲ့အိမ်ကြီးကိုမြင်နေသေးတာခမားတို့လည်းအိမ်ကြီးမီးလောင်နေတာကိုအဝေးကမြင်နိုင်တာပဲမတွေ့ကြဘူးလားမလောင်ပါဘူးမှောင်နေမဲမဲကြီးပါဟာကြောက်သိပြီ ခမည်းဟိုမီးလောင်တဲ့အိမ်ကြီးကိုရောက်ခဲ့တာလားမီးလောင်ထားတဲ့အိမ်ဟုတ်လားမီးလောင်နေတဲ့အိမ်အခုအခုလောက်ဆိုမီးငိမ့်ပြီးပြာကျနေပြီအင်းဒါဆိုခမည်းတရေအချောက်ခံရတာပဲမဟုတ်တာဗျာဟုတ်တယ်ခမည်းပြောတဲ့အိမ်ကြီးကလွန်ခဲ့တဲ့၄-၅နှစ်လောက်ကကျုပ်လူမျိုးအရွယ်အိမ်အောင်မကြခင်တနှစ်ဆိုပါတော့ကျုပ်တို့ဒီလန်းဆေးကိုအမဲအယောင်းဝယ်လာကြတာမနေ့၃နာရီလောက်မှအဲ့ဒီအိမ်ကြီးမီးလောင်နေတာမီးတွေကတဟုံဟုံနဲ့တအိမ်လုံးကိုဝါးမြူနေတာဈေးကလည်းပြန်လာရောမီးလောင်တဲ့အိမ်ကြီးကရွာသားတွေရော ရဲတွေပါရောက်နေတာဓမြတွေလူကျင်တာမရလို့အိမ်မာနေတယ်လူ6ယောက်လုံးအသက်ခံရပြီးအိမ်ကြီးကိုမိရှို့သွားတာတဲ့ အရင်ကဆိုဒီဝင်းကျင်ကအင်ဂျီ20လောက်ရှိတာတောင်ရလောက်စားကြတာနောက်ပိုင်းလက်နက်ကင်ဓမြတွေမကြခဏဝင်လာပြီးလူရတိုက်ခိုက်လုံးလို့တိမခံနိုင်တော့တာမို့မြို့ကိုပြောင်းသွားကြတာဒီမိသားစုကလည်းအင်ဂျီကိုအခိုင်အမာစောက်ထားတာဆိုတော့ဖြစ်လို့ရဖြစ်မပြောင်းဘူးဆိုပြီးတောင်ရအလုတ်ဆက်လုံရင်းနေခဲ့ကြတာနောက်ဆုံးဓမြတိုက်ခံရပြီးလူတွေတက်အင်ကိုမီးရှို့ကြတာခမားလူပဲနှစ်ယောက်သုံးယောက်ရှိပြီးအင်ဂျီတဲ့ဝင်မိရင်အင်ဂျီကအကောင်းကြီးလူတွေကလည်းအသက်ရှင်နေကြတယ်ဧကန်စကားပြောကြတယ်မနေ့၃နိုင်ခန့်ရောက်တော့သူ ို့တည်ရတဲ့ပုံစံအတိုင်းရုပ်ရှင်ပြသလိုဖြစ်နေရောပဲ။ အခုလဲခမရှိမှသူတို့လူစိုးတွေကတက်သွားတယ်ပေါ့ဟုတ်လားဟုတ်တယ်ကြုတ်ပြသူတို့ကျွေးတာလဲစားမိတယ်ဘလို့မှတရဲတက်စီတွေလို့မထင်မိဘူးဗျအင်ကြီးကလည်းအင်ကြီးအင်ကောင်းဆိုတော့ကျုပ်ကလည်းအထောက်ခံရတယ်မထင်ဘူးပေါ့အင်ကြီးနားရောက်မှဆိုင်ငယ်ကလည်းပြက်သွားတာဆိုင်ငယ်ပြက်လို့တုံးပြီးရှောက်လာတဲ့အချိန်မီးအောင်ကိုမြင်လိုက်တာဒါဆိုခမဆိုင်ငယ်ပြက်အောင်လှုပ်လိုက်တာများလားအခုတရဲတွေလည်းမရှိတော့ဘူးဆိုတော့ခမဆိုင်ငယ်ဆက်ကိုနှိုးကြည့်ပါအောင်ခမမီးလောင်တဲ့အင်ကြီးကထွက်တော့နှိုးကြည့်သေးလားဆက်ပြက်နေတာပြင်မမပြင်ရသေးတာဒီအတိုင်းတွန်းလာခဲ့တာ ပဲကျွန်တော်နှိုးကြည့်လိုက်အောင်မယ်ဇော်နောင်းဆိုင်ငယ်ပေါ်တက်ခွာယူဆက်နှိုးလိုက်တယ်ဟာဆက်ကအကောင်းကြီးပဲဗျကျေးဇူးပဲဗျခမ ्या တို့တတိပေးလို့ပေါ့ဆိုင်ငယ်နဲ့လိုက်ခဲ့ပါလားဟာမဖြစ်ဘူးကျုပ်တို့လင်မယားနှစ်ယောက်ဆိုင်ငယ်တစည်းနဲ့တင်သွားလို့ရတာမှမဟုတ်တာဗျပစ္စည်းတွေတင်ပေးလိုက်မလားရတယ်ရတယ်သွားသွား ဈေးကိုမိနစ်20လောက်ပဲရှောက်ရတော့မှခမားအာမနာနဲ့သွားတော့ဇော်နောင်းလဲဈေးတယ်လင်မယားအားနှုတ်ဆက်ပြီးဆိုင်ငယ်ကိုမောင်းထွက်လာခဲ့တယ်။ခြောက်လောင်းမြိုင်တည်ခဲ့တဲ့ဝိညာဉ်တို့မကြွတ်မလွတ်သေးတဲ့အိမ်ကြီးမှာတညာလုံးနေခဲ့ရတဲ့အဖြစ်ကိုပြန်စင်းစမ်းမိရင်ကြက်သိန်းတစ်ဖြန်းဖြန်းထမိတော့တယ်။ဇလန်းလေးကတော့ဒီမှာနေပြီးဆုံးသွားပါပြီရှင်။ မူရင်းရေးသားတဲ့စာရေးသူအားလေးစားစွာဖြင့် credit ပေးပါတယ်ရှင်ယခုလိုစိတ်ဝင်စားဖွယ်အကြောင်းအရာလေးများကိုထပ်မံဖော်ပြပေးသွားအောင်မှာမို့ Dream Channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်အားလုံးပဲ good night ပါရှင်